The da မြတခေါ်ကမင်းလုပ်သည်မကားမှုဖြင့်သာဒီဘဝနိုင်သည်ပြားဆောင်နဲ့တွင်ကင်းမဲ့ချည်သည်မင်းမူတန်တွင်နှိမ့်ဆက်လေသည်ခွေးတော်ဘောင်းမချောင်းပြည့်ရရင်ပြန်ကြိုက်သေးသည် ကြရမည်ဒီမှာပြောမိမယ်တကယ်တော့ရွေးကောက်ဖို့မဟုတ်ပါဘူးအဖကောက်ပွဲလေးပါအဲကြီးပြီချိန်မစီးရဲ့ကောင်းလေးနဲ့အဲကြီးပြီမကြခင်မှာကြွားတော့မယ့်ကောင်းလေးစုပြုံပြီးတော့တွေ့ရနေတာကူပဲဖြစ်ပါတယ် online မျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မိဘီဓာမအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojira Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေးရရှိမလို့သွားပေးကမှာတော့ယနေ့ဝင်မာလာ22ရက်နေ့ရဲ့အောက်ကြနေ့မနက်ပိုင်းထီအောင်ဆုံးရရှိတဲ့တင်းချူကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်တော်များများအားလုံးပဲအဆုံးနှိမ့်ရှိပြီးဒီနေ့မှထပ်မံတောင်းဆိုလိုက်ပါရစေ။ပေါင်းစုံနေနဲ့ကတော့ ၎င်းတော်တွေက၎င်းတို့ရဲ့ကိုရွစီပါတဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်တင်ပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့အောင်955ရရှိဖြစ်ပါတယ်။မနိုင်ငံတော်ရဲ့ဒါတွင်စစ်ကောင်စီကစစ်ကိုတည်ဆုံမှုစီးမှာတော့အချင်းမီနဲ့မိုးညင်းမြို့နယ်မှာတော့ရေတွတ်လို့မရတဲ့အသေးများနေပါတယ်။မန္တလေးတိုင်းငန်းစုံမြို့နယ်မှာ15ကောင်တော်လိုင်းရဲဘော်9ဦးကတော့စေမကောင်းတော်နဲ့ကြာဆုံးခဲ့ရပါတယ်။ဘိုးတိုင်းတောင်ကမြို့နယ်မှာတော့စစ်ကွေး10ကောင်တိတိတည်ဆုံခဲ့ကြောင်းလည်းသိရှိရပါတယ်။ပထမဆုံးဒီနေ့ပုံအနေနဲ့ကတော့စကိုင်းတိုင်းတွင်မှာစစ်စင်ရေးရှုံးနေမှုများအတွက်နောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှု ဝမှုချုပ်မျိုးမင်းထုတ်ကိုစစ်တကခေါ်ယူမေးမြန်းစစ်တင်ရောက်သိရှိရပါတယ်။ဒါကတော့စက်တင်ဘာလ20ရက်နေ့သခိုင်းတိုင်းဗမောက်မျိုးကိုတော်လိုင်းရဲ့တမားသိမ့်ပေါက်သွားခြင်းသခိုင်းတိုင်းအတွင်းထိုးစစ်ဆင်နေတဲ့စစ်ကြောင်းများဂျားဖြက်တိုက်ခတ်ခံရပြီးအများအချင်းမုန်းခံရခြင်းပါဝင်စစ်ဆင်ရေးများရှုံးနေမှုတွေကြောင့်နောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုဗိုလ်မှုချုပ်မျိုးမင်းထုတ်ကိုစစ်တကခေါ်ယူပြီးတော့စုံစမ်းစစ်ဆေးမေးမြန်းနေတယ်လို့သိရှိရပါတယ်။ဒါစစ်တကဗိုလ်မှုချုပ်မျိုးမင်းထုတ်ကိုအကြမ်းမှုဖြင့်ဖမ်းဆီးစစ်ဆင်နေတယ်ဆိုတဲ့သတင်းများကိုလည်းစစ်တကကိုယ်တိုင်ဖြန့်လျက်ရှောင်းနေသိရှိရပါတယ်။ကမ္ဘလူမှာတော့စစ်ကြောင်းတော့ပြုတ်ပြီးတရှုံးခဲ့တဲ့ကိစ္စတွေ ဗမောက်ကိုမထင်မှပဲလက်လွတ်လိုက်ရတဲ့ကိစ္စတွေအဲ့လိုအမှုမျိုးတွေတော်လိုင်းအင်အားစုနဲ့ဆက်နေတဲ့အမှုကြောင့်သာဒီလိုမျိုးစစ်ဆေးနေတဲ့နေထိုင်မှုဖြစ်မယ်ဆိုပြီးပြောထားတာတွေ့ရှိရပြီးတော့အဂရမူရောင်းနဲ့အေးအေးယူနိုင်ခံရပွဲလည်းမရှိဘူးလို့သိရှိရပါတယ်။အကကြားကောင်းခေါင်းစဉ်တက်ထားတာဖြစ်ပြီးတော့တကယ်ကတော့သူကရန်သူနဲ့ပတ်သက်တဲ့ဆိုတဲ့အမှုမျိုးနဲ့သာအေးအေးယူခံရတဲ့နေထိုင်မှုရှိနေတာကိုလည်းစစ်တပ်ရင်းမြစ်တွေကသိရှိရပါတယ်။ဒါတတိယမြေကတော့နောက်မြောက်တိုင်းစစ်တပ်နောက်ကျုပ်တိုင်းမှုဘုံမှုကျုပ်မျိုးမင်းထုတ်ကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်မြောက်ငွေများတွဲပြောင်းပေးရပွဲခမ်းနားမှာနောက်ဆုံးတွေ့မြင်ရပြီး ရင်းနောက်ပိုင်းလူမျိုးကမှပျောက်ကွယ်သွားပြီးအခမ်းအနားများမှာလည်းလုံးဝမတွေ့ရတော့ကြောင်းနဲ့တိုင်မှုနေရာပြောင်းလဲဖြစ်တယ်လို့လည်းမသိရသေးပဲလက်ရှိတိုင်မှုလည်းပျောက်ဆုံးနေကြောင်းသိရှိရပါတယ်။ဒါကတော့စစ်ကိုးတွေထဲမှာတော့ချင်းချင်းတိုင်ပြီးပတ်နေနေတာထူပါပဲ။မရောက်နိုင်ကခွေးခွေးချင်းတော့ပြန်ပြီးတော့ညပတိလာလာကုတ်နေပုံရှိပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့စစ်တပ်ကအနောက်အင်အားကြီးနိုင်ငံချို့ရဲ့စီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနဲ့တိုက်ခတ်ခြင်းများခံရတဲ့ကြောင်းမရောက်နိုင်ခန့်ထားတဲ့ဝန်ကြီးချုပ်ဆိုတဲ့ဘိုဂျိုဟောင်းညူဆော့ကပြောထားတာတွေ့ရှိရပါတယ်။လက်ရှိမြို့တော်နိုင်ငံပေါ် နောက်အင်အားကြီးနိုင်ငံချို့နဲ့၎င်းတို့ရဲ့ဩဇာလွှမ်းမိုးခံနိုင်ငံများနေဖြင့်စီးပွားရေးပိတ်ဆို့ရေးယူဆောင်ရွက်မှုများမီဒီယာအသုံးပြုထိုးနှံတိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းနဲ့လက်ရှိကာလမှာလည်းနေဆက်ဒေသများကိုခြေပြူပြီးဖြစ်ပေါ်လျက်ရှိသောနိုင်ငံဖြတ်ကျော်မှုခင်းများနဲ့နေဆက်ခြေပြူလက်နက်ကင်ဖွဲ့စည်းများကကာစီနိုနဲ့အွန်လိုင်းလောင်းစားများကိုနိုင်ငံတကာရာဇဝတ်ဖွဲ့များနဲ့အတူတူးလွန်ဆောင်ရွက်နေတဲ့အတွက်ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း၎င်းကပြောဆိုထားတာတွေ့ရှိရပါတယ်။ဂျမစစ်တက်ခန့်ညူစောဟာ ပြောဆိုတော့လဲလက်တွေ့မြန်မာနိုင်ငံမှာကြားဖြန့် online ငွေလိမ်လည်မှုများအမြင့်ပြတ်သွားခြင်းမရှိသေးပဲပုံမှန်တိုးပွားလာနေကအမေရိကန်ပြည်ထောင်စုကကြားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ဖွဲ့စည်းရတဲ့အထိအခြေအနေတွေဖြစ်လာတယ်ဖြစ်ပါတယ်မြန်မာနိုင်ငံထဲမှာပြည်တွင်းမှာရှိတဲ့ကောင်တွေရရင်ပြီးကြားဖြန့်မမြင်ဘူးလေမြင်ဦးဆိုဒီကောင်တွေကိုယ်တိုင်ကိုကြားဖြန့်နေတာဟုတ်ဟိုအမေရိကန်ကောင်ကနေပြီးလှမ်းပြီးမြင်နေဆိုစဉ်းစားစဉ်းစားကြည့်ပါဗျာသိတယ်ပြည်တွင်းထဲကလူချင်းချင်းကမသိဘူးဗျာဟိုအမေရိကန်တွေလှမ်းမြင်တာကြားအမေရိကန်တွေလှမ်းမြင်ဘလို့ဘလို့မျက်စိနဲ့လှမ်းမြင်လဲတော့မသိဘူးပေါ့နော်ဒီလိုနေရာတွေက စကရေရှိပါတယ်ရှိလဲရှိပါတယ်တီလဲတီပါတယ်အခုမှအတန်ကောင်းထမဟဲပါနဲ့ဆောက်ချက်ကွဲတာလဲကွဲပြီးနေပြီပဲမထူးတော့ဘူးကျွန်တော်တို့တီးရှိခဲ့ပြီးတဲ့အတိုင်ဖြည့်ရှင်းလုံးဆောင်မယ်ယောက်ျားရဲ့ရာဒဲပြောလိုက်ပြီးနေကိစ္စအခုမှပဲတီးရသလိုလိုအခုမှပဲအုံငနေပဲထပေါ်လာသလိုလိုမနေ့တနေ့ရမှာပဲအဆောက်ဦးတွေထပြီးတော့မှဆောက်ပြီးအလုံးလုံးသလိုလိုဆိုတဲ့ပုံစံမျိုးပြောတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့လေဒါစစ်တပ်ကတော်တော် ဒီကိစ္စနဲ့ပတ်သက်လို့အမေရိကန်ဝင်လာမဲ့ကိစ္စကိုတော်တော်လောင်မြိုက်နေတဲ့အနေအထားမျိုးတော်တော်ကြောက်ရတဲ့အများတဲ့ online လိမ်လည်မှုတွေကိုဒါဟိုအမြင့်ပြတ်အမြင့်ပြတ်ကြီးလှုပ်ဆောင်သွားမယ်တဲ့ဆိုပြီးတော့မှဘယ်နေရာကြီးလဲဆိုတော့ KK ဘက်တဲ့ရွှေကုတ်ကိုတဲ့ပြီးတော့ကြောက်ခက်တဲ့နေမင်းငိမ့်ညာအောင်အဲ့နဲ့အဲ့နေရာတွေကဘယ်သူဆိုးမိုးထားလို့ဘယ်သူဆိုးမိုးထားလဲဒေါ်မဲလုံးဒီညာမေးနေတယ်ဘယ်သူဆိုးမိုးထားလဲ online ဘက်တော်သားတွေဆိုးမိုးထားလို့လား တော်လိုက်ပဲတော့ဒါကြီးစိုးမိုးထားလို့ဘာမှလုပ်မရတာလားမင်းတို့ ਨੇ ပလင်းတူဘူးစိုးလုတ်တဲ့ကောင်နေပဲနော် NC လာတဲ့ကောင်နေပဲကျွန်တော်တို့လာဖိုင်းရင်တောင်ရဲမှာငရုတ်သီးပဲတွေ့မှာပါဆိုတော့လူတွေစိုးမိုးထားတာနော်အဲ့ဒါကြောင့်မလို့မင်းအောင်လိုက်ရအောင်ဆုံးမှာတင်းပြီးွားတော့ဘာထပြောလဲဆိုတော့ NC လာတဲ့တိုင်းသားလက်နဲ့ကိုင်နေရကျွန်တော်ပေါ်မှာဟိုဟိုအမရှိပါဘူးလို့ပါတစ္ဆာတရားမရှိဘူးလို့မြစ်တာတရားမရှိဘူးလို့တန်ရောတင်တရားမရှိဘူးလို့ဆိုတော့ပေါ်တက်ကြီးရည် ထပြီးတော့မှရှောက်ပြောတာပေါ့နော်တော်တော်ပွဲပြသွားတယ်ဒါအမေရိကန်ကလုံးမယ်လို့ပြောလိုက်ရုံပဲရှိသေးတယ်နော်ဒီဟာတိလာတာကနှစ်ပေါင်းများစွာကြာခဲ့ပြီဆက်လက်နှစ်ဖက်မကတော့ဘူးဒီလုတ်တွေလုတ်နေတာကအဲ့ဒီနေရာမှာတာဝန်ထမ်းဆောင်ဘူးတဲ့ခေါင်းဆောင်နိုင်တိတယ်သင်ကန်းကြီးနောက်ခြေချပြီးွားမှုမင်းမလားအရှိတောင်းနိုင်ရှိတာနာကျုပ်တိုင်းမှုမင်းမလားနော်နှစ်ခုငါတိုင်းရင်မှုကိုမင်းမလား နော်ဟိုတင်ငန်းကြီးနော်395 396 390တန်ရင်မှုတာတန်ရင်မှုလုပ်ဘူးတဲ့လူတွေကိုမေးမလားနော်တင်ငန်းကြီးနော် viewer G2 တို့ဘာလို့မေးမလားအများကြီးမေးလို့ရတယ်မေးကြည့်ကြည့်ဒီနေရာကတင်းကကြားလာနေပြီထွက်နေတာအပြင်ရှင်နဲ့တာဝန်လာပြီးထမ်းဆောင်တဲ့အမတ်ဆက်သုံးချစ်ချင်းကိုကဲမှုဌာနချုပ်တို့ဘာလို့မေးကြည့်ကြည့်ဒီနေရာကဒါတွေပဲလုပ်နေတဲ့နေရာတွေနော်အဲ့ဒါကိုခုမှအမေရိကန်ပြောကမှတည်တဲ့ပုံစံမျိုး ဲ့တော့နောက်ထပ်အကြောင်းအရာလေးတစ်ခုကဘာလဲဆိုတော့ lobby တစ်ချက်တတိထားဆိုတဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့ lobby တစ်ချက်တတိထားဆိုတော့ကျမအရန်တတိထားအမယ်ဘာဖြစ်လို့လဲဆိုတော့ကျမမြန်မာဝတ်စုံချက်ချက်တည်းလေးကျမအရန်ဝတ်တတ်တဲ့သူပေါ့နော်อืมဒါတော့ကိုကိုကြီးကနေပြီးတော့ lobby ကိုချက်ချက်တတိထားဖို့ဆိုပြီးတော့ဘူကြောင့်ဆန်၄တန်းနဲ့ပြောရတဲ့ခါမှာဘောမာတွေအနေနဲ့တော့တော်တော်လေးကိုမထိသွားဖြစ်ပါတယ် တို့ကသူတို့တော့စစ်လို့ပြီးမှန်းသိသားပဲအမြန်မဝန်ဆောင်ကြက်ကြက်လေးအရန်ဝတ်တာဖြစ်တဲ့ကြောင့်ကျွန်မကြက်ကြက်သတိထားရမယ်အကယ်၍ဒီထက်ပိုပြီးကြက်သွားမယ်ဆိုရင်လေကြက်သီးတွေလည်းပောက်ထွက်သွားနိုင်တယ်လို့အင်ကြီးလည်းပြဲသွားနိုင်တယ်ပေါ့နော်အားလေးတော့ရှိရပေါ့ဆိုတော့ကျွန်မတို့ဒီနေ့ပြောချင်တာကဘာလဲဆိုတော့နိုင်ငံရေးသမားတွေလားတော်လှန်ရေးသမားတွေလားနော်ဒါမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာဒီနိုင်ငံတော်တည်ငြိမ်အေးချမ်းတဲ့အရေးတစ်ခုရအောင်ဝင်ရောက်ရှင်ပြိုင်တာလားဒါမှမဟုတ်ရင်နိုင်ငံတော်စုပူပုတ်ကန်ပြီးတော့ အကြံဖတ်အားပေးလို့ထောင်ချခဲ့တာကိုဂုံယူစရာတစ်ခုလို့သဘောထားသတ်မှတ်ပြီးတော့မဲဆွယ်နေတာကိုတော်လိုင်းအင်အားစုတွေစူးစီးဖို့ကြံစီနေတာကိုနိုင်ငံရေးလုပ်တယ်လို့ထင်ကြရလားအဲဒါလေးစဉ်းစားဖို့လိုရပေါ့နော်အဲကျမတို့ကဘယ်နိုင်ငံရေးအကျဉ်းသားဟိုမှာအစောကပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူးတိုက်ခိုက်ခဲ့တာမရှိဘူးတို့ပေမဲ့အကျဉ်းဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကျဉ်းဖတ်အားပေးလို့ရတဲ့ဆောင်ရွက်နေမယ်ဆိုရင်တော့ကျမတို့လက်ပိုက်ကြည့်ပြီးတော့ညင်ခံနေမှာမဟုတ်ပါဘူးအဲ့ဒါတော့အခုမှလည်းမဟုတ်ပါဘူးကျမတို့2021ဒီဇင်ဘာ ထင်ပါတယ်เนาะသူ silent strike ပေါ့เนาะအဲ delay ပေါ့အဲ့ဒါတွေလုတ်တဲ့ကြေရာမှာကျွန်တော်တို့က online မှာဒီအကြဖတ်အပိတ်တွေကိုနိုင်ငံဝန်နဲ့ထမ်းပြီးတော့တိုက်ဖြတ်နေတာအခုလို့ဆိုရင်ကျွန်တော်တို့၃နှစ်ကျော်၄နှစ်ထဲတော့ရောက်လာပါပြီပေါ့တွေ့ရနော်ဒါ online ကနေပြီးတော့ပြည်သူတွေဘယ်လောက်ဒုက္ခပေးလဲဆိုတော့သူကိုယ်တိုင်ဝန်ခံနေရဟာရိုးရိုး lobby တကောင်မဟုတ်ဘူးဆိုတော့အလုံးတီထားဖို့လိုအပ်ပါတယ် online ဘက်ကတည်းတီထားဖို့လိုအပ်တယ်เนาะ ဒါလေးရှိတယ်ကျွန်တော်တို့ကဒီလက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ်ကိုယ်စားလှယ်တယောက်ချင်းစီတောင်ကျွန်တော်တို့ respect ထားပါတယ်။ဘာကြောင့်လဲဆိုရင်ဒါနိုင်ငံတော်ကဒါပုံမှန်အချိန်ဒီမှာကျင်းပတဲ့ရွေးကောက်ပွဲမျိုးမဟုတ်ဘဲနဲ့ပုံမှန်မဟုတ်တဲ့အချိန်ဒီအကြက်တဲတွေအတိုက်ခိုက်တွေဝေဖန်မှုတွေဂျားကနေကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုချင်းချောင်းမှုတွေဂျားကနေဝင်ရောက်ရှင်ပြိုင်ကြတဲ့ကိုယ်စားလှယ်တယောက်ချင်းစီတဲ့ကိုကျွန်တော်တို့ respect ထားပါတယ်။ပါတီတွေအားလုံးကိုလည်းကျွန်တော်တို့တူညီတဲ့ respect တွေထားရှိပါတယ်။သို့ပေမဲ့တခုရှိတာဒီကနိုင်ငံရေးလုံမာလားဒေါ်လာရေးလုံမာလား ပြည်သူတွေကသူတို့ရဲ့ဒီကနေ့ဆိုကျွန်မရေကူးရေးသွားတာပို့ပြီးတည်တာပါတယ်เนาะပြည်သူတွေကဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့တွေဘာတွေမျှော်လင့်လဲလို့မေးလိုက်တဲ့အခါတိုင်းအခါတိုင်းမှာအဲဒီညင်အေးချမ်းတဲ့ဘဝလေးကိုလိုချင်နေတည်တည်ငင်ငင်အေးချမ်းလေးနေထိုင်စားတောက်ချင်နေเนาะကိုရုဆာလေးကိုအေးချမ်းချမ်းလေးရှာစားချင်နေဆိုတော့ပြည်သူတွေအများကြီးပဲချုံမွေးပြောရရင်တို့ဒီညအေးချမ်းတဲ့ဘဝလေးကိုပဲတို့လိုချင်တာနိုင်ငံတော်တော်လံပုံကံပြီးစုပူထားကြတဲ့သူတွေကိုတို့မလိုချင်တော့ဘူး။နိုင်ငံတော်ကိုအတော်လံပုံကံပြီးစုပူထားကြတဲ့သူတွေကိုတို့လိုချင်မှတော့တို့ 6800တားတွေကိုသွားမေးပြီးတော့ကွာဘယ်မဲပေးမလဲဟုတ်တယ်မလားသူတို့ဘယ်မဲပေးမလဲအဲ့တော့ဟိုမဲပြည်သူတွေကမဲကိုယူပြီးတော့ပြည်သူတွေကမဲကိုလက်ခံကြမဲ့သူတွေကိုစရဲလောင်းနေအနေနဲ့ရလဲဆူဆူပူပူလောက်တာကြီးကိုဂုံယူကြီးလို့ပြောပြီးတော့မဲဆွဲစည်းုံနေရကြီးကိုကိုကိုမှန်လားမှားလားကိုကောင်ပြန်တွေးပါကိုလူကိုထိန်းပါ နော်အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တာအကြက်ဖက်အားပေးတာကိုဂုံယူစရာကြီးဆိုပြီးတော့မဲဆွယ်စည်းရုံးလိုက်တယ်အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြက်ဖက်အားပေးမယ်အင်အားစုတွေပဲဖြစ်လိမ့်မယ်ဒါလေးတတိပေးရပါအဲ့တော့ကိုလူကိုထိန်ပါကိုလူကိုမထိန်မဲနဲ့ဘေးကလူတွေပတ်ပြီးမမဲပါနဲ့ဘေးကလူတွေအထင်းချောင်းပေးနေရပါဘာလဲဆိုတော့တပ်မတော်ကနိုင်ငံတော်ရဲ့အာဏာကိုအရန်လိုချင်တတ်မှတ်မောင်းနေလို့ထိန်ခဲ့တာမဟုတ်ဘူးအကယ်၍မဲမတပါမှုဒါမရှိခဲ့ဘူးဆိုရင်အပြင်အဲမဲမတပါမှုတွေကိုဒါကောင်းကောင်းမွန်မွန်ဖြေရှင်းပေးခဲ့မယ်ဆိုရင်ဒီလိုတွေအာနာထင်းစီရအကြောင်းလည်းဖြစ်မလာနိုင်ဘူး မရှိဘူးเนาะကျမအရင်ကလည်းပြောပါတယ်เนาะတို့2020တခုနှစ် sorry တို့2020မှာတို့ရွေးကောက်ပွဲလည်းအရင်ကြီးစိတ်မဝင်စားဘူးတို့တို့ဘာလုပ်နေလဲဆိုတော့အဲ့မှာမာရဝိစီကဖျားကြီးတဲဖို့သခင်ကြောက်ကြီးကိုစီမီကုန်စိတ်ကန်းကနေပြီးတော့တို့လှေအစစ်စစ်လက်အစစ်စစ်နဲ့တဲဖို့ဒါကြီးပဲတို့တို့အလုပ်ရှုပ်နေကြတာเนาะဒါကြီးပဲအလုပ်ရှုပ်ပြီးတို့တော့လျှောက်ပဲပြီးတော့မှအဲ့မှာမဲမတဘာမှုတွေဖြစ်တယ်နော်မဲပေးတဲ့ဥယျာဉ်ရဲ့လေးပုံမှုတစ်ပုံမဲမတော်မှမဟုတ်ဖြစ်တယ်ဒါမျိုးဖြစ်ရှင်းပြပါဆိုပြီးအချင်းချင်းအချင်းချင်းတိုက်တွန်းခဲ့ပြီးတော့အာနာမထင်းခြင်းလို့ဆောင်းကြီးဆောက်ကြတဲ့လျှောက်ပြောနေ2019ခုနှစ်ထဲကမယုံနိုင်တဲ့ကောင်ကနေပြီးတော့ပြင်ဦးတွေကမေကုမှာပြောပြီးသားနောက်တစ်ခါရွေးကောက်ပွဲမှာ ဘသူ့ကိုမဲပေးရမယ်ဘသူ့ကိုဘယ်လိုလုပ်ရမလဲဘသူ့ကိုရွေးချယ်ရမလဲဘသူ့ကိုမဖြစ်ဘူးဆိုရင်ဘာလုပ်မလဲဆိုတာကိုအရေးမှပြောပြီးတယ်လူတိုင်းသိတယ်နော်နင်တို့ခိုးတွေပဲမသိတာဘကလိုသွားတွေပဲချုပ်အောင်ချုပ်အောင်ချုပ်ခံမယ်ပဲပြောအောင်ပြောအောင်ပေါ့နော်ဒါအိနှလုံးပတ်တဲ့ကောင်ကကျန်တဲ့နှစ်ချက်တော့ तू လက်ခံလို့ရတယ်ပေါ့နော်ကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်ဆိုတဲ့ဟာတော့လက်ခံလို့မရဘူးဆိုပြီးပြောခဲ့ဒီကောင်လက်သီးကိုခုန်နှဲနေပြန်ပြီနေလဲပြီးတော့လက်သီးနဲ့အထိုးခံရတော့မယ်ခင်ကြီးအကြောင်းလေးပြောကြမယ်ပေါ့နော်တကယ်ကောင်းနေနော်ဒါပေါက်ကရမဲဆွဲတဲ့ပုံစံမျိုးတွေလောက်ကြပေါ့နော် အဲ့တော့ဒါရွေးကောက်ပွဲမဲဆွယ်စီယုံပွဲတွေမှာပေါ့နော်ပေးခဲ့တဲ့ဂရီကိုဝတ်တွေမှန်ကတော့အဲ့ဒါနေအောင်ကနေပြီးတော့ကောင်းအောင်မွန်တာမဟုတ်ချုပ်ဘူးဆိုရင်တတိနဲ့ထိုးမယ်ဆိုပြီးပြောတယ်ပြီးတယ်ကခင်ရဲနေအောင်စကားသဘောတွေကြပြီးတော့သူလည်းထိုးခံမယ်ဆိုပြီးပြောတာဖြစ်ပါတယ်အထမြောက်အောင်မဆောင်ရွက်နိုင်ရင်လက်တိနဲ့ဆွဲထိုးလို့ရတယ်ဆိုပြီးတော့ကြန့်ခန့်ရေးပါတီဥက္ကဋ္ဌဒါခင်ရင်ကဒါပြောလိုက်တယ်ပေါ့နော်ကျွန်တော်ဖွင့်ပြောမယ်ပေါ့နော်ကျွန်တော်မျက်နှာကြီးပြပြီးဖွင့်ပြောတာပေါ့နော်မဟုတ်ရင်ဒါမင်းသားကြီးနေအောင်ပြောလို့နေအောင်ပြောတာပေါ့နော် နေအောင်ပြောသလိုဆွဲတာထိုးလိုက်တော့ဆိုပြီးတော့ခင်ရပြောခဲ့တာပေါ့နော်အဲ့ဒါကတော့မနေ့ကနိုဝင်ဘာ19ရက်နေ့ကဒါရန်ကုန်မြို့သူဝနမိုးလုံလေလုံအားကစားကွင်းမှာပြုလုပ်တယ်ပေါ့နော်ဒါကြံ့ခိုင်ရေးပါတီရွေးကောက်ပွဲကြီးညာစာတမ်းရှင်းလင်းပွဲနဲ့မဲဆွယ်စည်းရုံးရေးပွဲမှာခင်ကအခုလိုမျိုးပြောခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တွေကတော့ဒါနီးမျိုးစုံနဲ့မဲဆွယ်စီယုံနဲ့ပုံစံမျိုးတွေလှုပ်ဆောင်နေပြီပေါ့နော်အာသူတို့ကိုရှင်ပြိုင်အနိုင်ယူနိုင်တဲ့ပါတီတွေကိုကြတော့ဒါမျိုးစုံဒါဖြည့်ဆည်းတာမျိုးတွေလှုပ်ခဲ့တယ်ဒါခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေလှုပ်ခဲ့တယ်အဲပြီးရင် သူတို့နိုင်ဖို့အတွက်ကြတော့ဒါမြေအောင်လိုင်းကစပါနော်လုံးဝသူ့ရဲ့ပုံချုပ်တွေစစ်ပုံချုပ်တွေကစပါနော်ဒါအရွက်ဝတ်တွေလဲပြီးတော့ပါတီတွေပို့တယ်ပြီးရင်ဒါသူတို့နိုင်ဖို့အတွက်ကိုနီမျိုးစုံနဲ့လှုပ်ကြတယ်ပေါ့နော်အဲဒီထက်မှဒါခင်ကြီးကလည်းအဆိုးဆုံးထဲမှာပါတာပေါ့လीနော်အုတ်ထလို့မပြောရဘူးပေါ့နော်ဒါချန်ကန်ပါတီအုတ်ထလို့မပြောရဘူးတောက်လျှောက်ပေါက်တဲ့ကြရတွေအကုန်လိုက်လျှောက်ပြောနေရတယ်ဒီရဲ့ပိုင်းထဲမှာ ူရုပ်တံတွေတော်တော်များမြင်ရတယ်ပေါ့နော်ဟိုးဘဝေဒနီခွေးပြေတော့ချီးစားတာအစားပေါ့နော်ရှေ့တန်းမှာဘလို့ဟိုဟာဖြစ်ခဲ့တော့ပေါ့ညာဒါတွေကစားပြန်ပြောနေတဲ့ပုံစံမျိုးတွေတွေ့မြင်နေရတယ်ပေါ့နော်သူတို့ရဲ့ပုံရိပ်တွေကြီးပဲဒီရက်ထဲမှာပြန်ပွားအောင်လုပ်နေတယ်ပြီးရင်ဒါလူပညာရှင်တွေပေါ့နော်ဒီဟာနဲ့ပတ်သက်လို့လည်းဒါအကုန်လုံးကိုမပါမနေရမှာဖြစ်မနေဖီအားပေးပြီးတော့ပေါ့နော်သူတို့ရဲ့ဒါရွေးကောက်ပွဲကမ်ပိန်းစာရစာရက်နေအဲပြီးရင်ဒါစာသားတွေဒါမျိုးတွေနဲ့ဒါရွတ်ဆိုခိုင်းတာမျိုးတွေ ရုပ်ဆောင်ခိုင်းတာမျိုးတွေလည်းတောက်လျှောက်လုပ်ခဲ့တာပေါ့နော်အဲ့တော့အဲ့ထဲမှာလည်းဒါဝါရင်တရုပ်ဆောင်တအုပ်ဖြစ်ပြီးတော့ဒါကကြန့်ခိုင်ရေးပါတီအမာခံထောက်ခံသူဖြစ်တဲ့နေအောင်ကလည်းပေါ့နော်ဒီအပိုင်းထဲမှာသူကလည်းအကြီးကျယ်ပေါ်မှာပေါ့နော်အကြီးကျယ်ပေါ်မှာလည်းစီအုပ်စုဒါသူပြောလိုက်တဲ့ဟာတွေကတချို့ဟာတွေဆိုရင်ပေါ့နော်တက်တည်ဖြစ်စေတယ်သီလားအဲ့သူပြောတဲ့အထဲမှာပါကြန့်ခိုင်ရေးဘယ်ကလာလဲစစ်တပ်ကပဲလာတယ်အဲအဲ့လိုမျိုးပုံစံမျိုးတွေပြောခဲ့တဲ့ဟာတွေရှိတယ်ပေါ့နော် အဲအဲအကြောင်းမလို့သူကစစ်တဲ့ရဲ့ဂျေဇူးသူ့မှာရှူစရာရှိတယ်ပေါ့ဗျာမူးရင်တော့ရှူစရာရှိတယ်စစ်တဲ့ဂျေဇူးတွေကိုထုတ်ဖော်ပြီးတော့ပြောခဲ့ပြီးတော့သူဒါကြောင့်မလို့ထောက်ခံဒါကြောင့်မလို့ချစ်ခင်လို့ဘာလို့ညာလို့ဆိုတဲ့ပုံစံမျိုးတွေနဲ့အပြတ်အသတ်ကြီးတော့လုံးဝရင်ထဲကနေလာတဲ့ခန်းစားချက်တွေကိုဖွင့်အံပြတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုခဲ့တာလေဒါတွေ့ရလိမ့်မယ်အမြင်ကက်ဆရာကြီးဗျာအမြင်ကက်ဆရာကြီးပေါ့နော်အဲအဲ့ဒီရပိုင်းထဲမှာဒါကြံ့ခိုင်ပါတီမဲဆွဲပဲတစ်ခုမှာပေါ့နော်ဒါမဲရပြီးမှ ကိုယ့်နယ်ကိုယ့်ဒေသတွေကိုပြန်မကြည့်ရဲဒါလွတ်တော်ကိုယ်စားလှယ်တွေကိုလက်သီးနဲ့တွေ့မယ်ဆိုပြီးတော့ဒါသူကပြောခဲ့တာပေါ့နော်ရွှေချုံထမ်းဆောင်လာရဲ့လားရသွားပြီဆိုလက်မကြည့်တော့မလာတော့ဘူးလက်သီးနဲ့တွေ့မယ်ရှင်းတယ်နော်ဒါကျွန်တော်ပေါ်တင်ပြောတာအဲ့လိုပြောခဲ့တဲ့စကားကိုရည်ညွှန်းပြီးတော့ခင်ကြီးကခုနလိုကျွန်တော်ဒါဆွဲထိုးလိုက်ဆိုတဲ့ပုံစံမျိုးနဲ့သူကပြန်ပြောလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ခင်ကြီးကဒါပါတီမူဝါဒတွေနဲ့ဒါရက်တက်ဖွဲ့ကိုဒါအဆင့်မြင့်မယ်ဆိုတာနဲ့သွင်းကုံပို့ကုံစီကြက်ဖို့တွေပြီးရင်ကျမ်းမာရေးပညာရေးနဲ့ အလောက်ကန်ခွင်လန်းစတဲ့အချက်တွေကိုလည်းခင်ဗျားရွေးကောက်ပွဲကြီးညာစာတမ်းမှာဒါပြောခဲ့တယ်ပေါ့နော်။ဒါပြင်အစိုးရတက်တန်းတစ်ခုအတွင်းပေါ့နော်။ဒါရဲတပ်ကတော်တစ်ခုဖွင့်ဖို့အတွက်ကိုလည်းကျင်းသေးစီမံသွားမယ်လို့ပြောသွားတယ်ပေါ့နော်။ဖွင့်လန်းဖွင့်ရမှာပါရဲတွေတေးတာတတ်တော့လည်းဖြစ်နေ။ဒါပါပဲသူတို့ကတော့ဒါလူနေမှုစနစ်နဲ့ပတ်သက်တဲ့ဟာမျိုးတွေဒါကျမ်းမာရေးအလောက်ကန်ပညာရေးဒါနဲ့ပတ်သက်ပြီးတော့ပဲနေဆွေတာတွေစီယုံနာမျိုးတွေဒါဘသူဖြစ်ဖြစ်ဒါမျိုးပဲလုပ်မှာပေါ့နော်။ဘာလို့လဲဆိုတော့ ကျွန်တော်နိုင်ငံမှာရှိတဲ့ဒါလူတို့ကလည်းဒါတွေနဲ့ပတ်သက်လို့ပဲအရန်လိုအပ်တာလေအဲအဲကြောင့်မလို့ဒီဥစ္စာနဲ့ပတ်သက်လို့ပဲလိုအပ်တဲ့ဟာတွေကိုပဲသူတို့ကပြောပြီးတော့စီးအောင်မှာပဲပေါ့နော်စကားတွေတဲ့ဒါကွဲရင်ကွဲသွားမယ်ပေါ့နော်အထိပယ်တွေကတော့ဒီလိုပုံစံမျိုးတွေပဲဖြစ်နေမယ်ဒါပေမဲ့သူတို့ပြောတဲ့စကားတွေကယုံကြည်ရသလားယုံကြည်လောက်စရာရှိသလားအဲဒါတွေကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်အောင်ပေါ့နော်အဲ့တော့ဒါခင်ရဲ့စကားကိုနားထောင်ပြီးတော့သတိရမိတာကဒါသူနဲ့ DSA ဘိုလောက်မက်ဆင်တူတဲ့ဒါဦးအောင်မြင့်ပေါ့နော်အောင်မြင့်အောင်မြင့်ကဒါခင်လိုပဲ DSA စက်ခွန်စင်းတယောက်ဖြစ်တယ်ပေါ့နော် အဲအုံမြင့်ကဒါစစ်တပ်အတွင်းလောက်အောက်ကိုစီယုံရမှာမဆိုးဘူးလို့ဆိုတဲ့အမြင်ရှိပေမဲ့ပေါ့နော်ဒါလူတို့နဲ့ပတ်သက်တဲ့ပေါ့နော်ဒါယူနီဘောင်းချုပ်ပြီးတော့သူဝင်ကြီးဖြစ်လာတဲ့အချိန်မှာလူတို့နဲ့ဆက်ဆံရေးကောင်းအောင်မတီးဆောက်နိုင်တဲ့ဟာတွေကိုလည်းတွေ့ရတယ်ပေါ့နော် တနည်းအားဖြင့်ဒါစစ်ဘုတ်ကျုပ်တွေကသူတို့ကိုသူတို့အမြဲတမ်းအုပ်ချုပ်တဲ့သူအမြဲတမ်းလူကြီးဆိုတဲ့အထင်ရောက်နေတာမျိုးတွေတွေ့ရတတ်တယ်ရှိတယ်ဗောနော်အဲ့လိုအလေးထားကသူတို့မှာရှိကိုရှိတယ်ဒါကြောင့်မလို့သူတို့ရဲ့ဒါလူနေမှုစနစ်တွေမှာရောဒါသူတို့ရဲ့ဒါယုတ်တရက်ဗောနော်အမှတ်တမဲ့ကြည့်လိုက်ရင်မြင်တွေ့ရတဲ့အခိုက်အတန့်တွေမှာဒီလိုမျိုးဒါကိုကိုကိုဒါလူကြီးအုပ်ချုပ်သူလူတန်းစားအဲ့လိုပုံစံမျိုးအထင်ရောက်နေတဲ့ဟာတွေကတစ်ချက်တစ်ချက်ပေါ်လာတတ်တယ်ဗောနော်မောက်မာမှုတွေဗောဗျာအဲ့ဒါတွေကပေါ်လာတတ်တယ် ကျွန်တော်လည်းအဲ့ဟာနဲ့ပတ်သက်လို့ဒါတက်ထဲမှာနေခဲ့ရစဉ်တလျှောက်လုံးအဲ့ဒါမျိုးတလျှောက်ညင်တွေ့ကြုံခဲ့ရဘူးတယ်ပေါ့နော်အဲအဲ့လိုမျိုးသဘောတူကတော့ဗျာဒါပြောမှုဆိုတဲ့ကောင်ဖက်နှက်ကိုပေါ့မစည်းတော့ဘူးအဲ့ကောင်อืมဘဲသွားသွားချေးကိုပေါ့မစုပ်ဘူးဗျာတန်ရင်မှုအဆင်ပေါ့နော်တန်ရင်မှုအဆင်ဒါဂျပန်ရင်းတို့ခေါ်တဲ့ဒီကျွန်တော်ပထမဆုံးတန်ရင်မှုလို့ပဲပြောပါတော့ကျွန်တော်စစ်သားဖြစ်တဲ့အချိန်မှာပေါ့နော်အဲအဲ့ဒါကဒါကြော်စွာဘူးပေါ့နော်ကြော်စွာဘူးအဲ့စစ်တွေမှာပေါ့အခုခုစစ်တွေမှာ အဲအဲ့ကောင်ဆိုရင်ဒါ903ပါခမရ903ပါတင်မှုဖြစ်တဲ့ချိန်ကျွန်တော်တို့တက်ကိုဆရောက်ရခြင်းအာသူ့အိမ်မှာကျွန်တော်တို့သွားပြီးတော့ဒါသူခေါ်တဲ့အတိုင်းမှာဒါသွားရင်ပေါ့နော်ဂျုံကြိုက်တဲ့ခါကျရင်ကျွန်တော်မြင်တွေ့ရရှိသူကအိမ်ကနေပြီးထားပါတော့ယူနီဖောင်းဝတ်ပြီးထွက်လာတယ်ပြီးရတဲ့ခုံပေါ်မှာထိုင်လိုက်တယ်ပြီးရင်အဲ့ဘေးနားမှာရှိတဲ့အရာရှိတွေကိုစကားပြောပြောအာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုပုံစံမျိုးပြောနေတဲ့ချိန်မှာအဲ့မှာသူ့ရဲ့ဒါဒီလက်ဖြောင်းကဆိုတော့၎င်းပေါ့နော်ပြီးရင်ဒါ driver ဆိုတော့၎င်းအဲ့လိုဒါစစ်သားတွေကပေါ့နော်သူ့ကိုခြေကစဆွတ်ပေးရတယ် ာဘာကောင်လဲဗောကျွန်တော်အဲ့မှာပထမဆုံးစမြင်ဘူးလားဟာတဲမှုတယောက်ဖြစ်သွားရင်အဲ့လိုကြီးဖြစ်သွားလားဗောနော်ချေးအိတော်မှာကိုယ့်ဘက်ကိုမွေးတက်တော်ဦးလားဖနှက်တော်ကိုယ့်ဘက်ကိုမစည်းတက်တော်ဦးလားဆိုတဲ့အမြင်တွေကျွန်တော်မှာရှိတယ်ဗောနော်အဲ့လိုမျိုးတွေကျွန်တော်ဒါမျက်မြင်ကြီးကိုကြုံတွေ့ခဲ့ရတာဖြစ်တယ်အဲနောက်တစ်ခုကအဲ့လိုဗောနော်ရှေ့တန်းလိုပါလို့နေရာတွေသွားပြီးဆိုရင်လည်းအဲ့တိုင်းပဲဒါတမမှုတွေပဲဖြစ်ဖြစ်ဒုတမမှုတွေပဲဖြစ်ဖြစ်ဒါဗျူဟာမှုတွေပဲဖြစ်ဖြစ်အဲ့လိုပုံစံမျိုးတွေသူတို့တားနေတယ်သူတို့ကလုံးဝခန့်ခန့်ကြီးပေါ့ဗျာဒီအလုပ်တွေကဒါသူတို့ကိုဒါ ဒီအောက်ခြေမှာရှိတဲ့စစ်သားတွေကလှုပ်ပေးရမယ်ဆိုတော့အထင်မျိုးသူတို့မှာရှိတယ်ဗျအဲ့လိုမျိုးမလှုပ်ပေးဘူးမလှုပ်ပေးလို့လဲပေါ့နော်ကျွန်တော်တခုပြဿနာတက်ခဲ့ဘူးလားရှိတယ်ဒါအကြုံကြိုက်လို့ပြောပြတာပါသူတို့ရဲ့မောင်းမှမွေးနေပတ်သက်လို့ပေါ့နော်ဒါအခုအောင်ကျော်ပေါ့နော်ဒါဆက်က27မှာဒုတမမှုလှုပ်သွားတယ်အောင်ကျော်အဲ့လိုမျိုးသူ့ရဲ့ဒါကိုရရှိပုံစံမျိုးလှုပ်ရတဲ့အချိန်မှာပေါ့နော်ဖနက်ဖနက်ယူခိုင်းအဓိကဒီကားတွေကနေလာ ဒါတွေသူတို့ကဒီစစ်စင်ခန်းမတွေမှာအဲပေါ်ဒီကိုအောက်မှာရက်ထားတဲ့ကားတွေကနေပြီးသူ့ဖက်နက်ကိုသွားယူခိုင်းတာသူကဒီရှူးကိုချွတ်မယ်ပေါ့နော်အဲရှူးကိုချွတ်ပြီးရင်သူကညက်ဖက်နက်လေးနဲ့တက်တောင်တက်တာနေမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကကားတွေကနေကျွန်တော်ကိုဖက်နက်သွားယူခိုင်းတာပေးနှမ်းမှာအများကြီးရှိတယ်ကျွန်တော်လိုပဲပေါ့နော်ဒါ G3 တွေအဲတခြားဒါ G2 တွေပြီးရင်တက်မကရရှိတယ်ပြီးရင်ဒါကဆရာမူပေးနှမ်းလူတွေကအစပေါ့နော်အဲ့ထဲမှာအများကြီးရှိတယ်အဲ့တော့သူကပြောင်းမင်းကတော့ဖက်နက်သွားယူစမ်း ကျွန်မယူနိုင်ယူနိုင်ငါစစ်ဖို့လောက်တာငါသူတို့ဖနက်ကင်ပြီးဖို့မဟုတ်ဘူးဆိုတော့စိတ်မျိုးတော့ရှိတယ်ဗျာအဲအကြောင်းလို့ကျွန်တော်အဲ့သူ့နောက်ကျောင်းမှာရှိတဲ့ brain box ကိုသွားလိုက်သူ့ကိုကြော်ပြီးသွားပြီးတော့အောက်ကသူ့ရဲ့ဒါ driver ပေါ့နော်အဲသူ့ကိုပဲဒါအဲယူလာခဲ့ပို့နော်အဲသူကအဲ့အတယောက်ကကျတော့အမြဲတမ်းမှဖားရတာအဲ့ကွာအဲ့မျိုးမယူခိုင်းလည်းယူခိုင်းအကျင့်လုပ်ပေးတာအဲ့ကောင်တွေကိုလည်း အဲ့လူကြီးကိုအကျင့်သွားလုပ်ပေးတာပေါ့နော်ဟာမလုပ်ပါနဲ့ပါကျွန်တော်စီးပြီးပါဘာညာအဲ့လိုမျိုးလုပ်တဲ့ကောင်တွေအဲ့လိုကောင်တွေကလည်းတသက်ရှိတယ်အဲ့ကြောင့်အဲ့လိုကောင်ကိုခေါ်ပေးရအောင်မင်းမင်းဘိုးတော်တွေ့မှာဖက်နဲ့ယူလာခဲ့စမ်းဆိုသူနားမှာနေသွားပြောတာသူကြည့်နေကျွန်တော်မကြည့်တော့ဘူးပေါ့နော်အဲ့ပြီးတော့အဲ့ကောင်ကဖက်နဲ့ယူလာတယ်ယူလာပြီးတော့အပေါ်တက်လာတယ်တက်လာပြီးတော့ အတွင်းထဲကိုသူကမွန်ရုံအခန်းပေါက်ဝနေပဲကျွန်တော်လှမ်းကြည့်ပြီးတော့သူကဖက်နက်လာပြေးပါနော်အဲ့ချိန်မှာကျွန်တော်ဖက်နက်ကိုအောက်ချခိုင်းချခိုင်းကျွန်တော်အဲ့ဖက်နက်ကိုကန်သွားတာခြေတော်နဲ့ငါလက်နဲ့တော့မယူဝင်းနိုင်ဘူးခြေတော်နဲ့ကန်ပြီးပို့ပေးမယ်သူပြောခြေတော်နဲ့ကန်သွားလုံးဝကျွန်တော်ကိုမကြည့်ဘူးလုံးဝမကြည့်ဘူးသူကသူ့ရွှေကိုခွဲရတယ်လို့သူကထင်တာအတိတ်ပဲမရှိတာဗျာကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့စိတ်ထားပါနော်အဓိကကျွန်တော်စီမှာအဲတချို့ရဲဘော်တွေချစ်တဲ့ရဲဘော်တွေကအဲ့လိုပဲကျွန်တော်တို့ရဲ့ဒါကိုရေးကိုယ်တာလှုပ်တယ်လာလှုပ်ပြီးကြရှိအခါကျရင်ကျွန်တော်ခန်းနေလာရှင်းပြရရှိ ဲ့လိုမျိုးကြီးကြရင်ကျွန်တော်ကအဲသူတို့မဘိုးရချင်းလို့လာလုပ်ပြကြရချို့ကြရတယ်အဲလိုမျိုးဆိုရင်နားလေတယ်အဲဆိုရင်ဒါအပေါ်ရန်ကိစ္စလောက်ပဲခိုင်းနေအဲသူတို့တပြက်စီးလေးပါလေလဲဝါအဲအဲလိုမျိုးလဲဝါတယ်ဟေ့ဆိုရင်တော့မှကျွန်တော်ကကျွန်တော်ဖက်နဲ့တွေထားတိုင်းအဲဖက်နဲ့ကိုလက်နဲ့မကင်ခိုင်းဘူးလက်နဲ့မရွှေ့ခိုင်းဘူးဟဲ့အောင်မကင်နဲ့ခြေထောက်နဲ့ကန်ကျွန်တော်ကဒီလိုမျိုးပုံစံမျိုးဟိုပါဖြစ်ခဲ့တော့ အဲ့ခုနလိုမျိုးလူကြီးနဲ့တွေ့တဲ့ခါကျတော့မကြိုက်ဘူးဟောမကြိုက်တော့အဲဒါဒါဂျုံလုံးပြောပြတာပေါ့နော်ပြောပြအဓိကတော့ဒီလိုမျိုးកောင်တွေကဒီသူတို့ကိုသူတို့မောက်မာတဲ့စိတ်တွေရှိတယ်ပြီးရင်အဲသူတို့ကအုပ်ချုပ်တဲ့လူလန်းစားဖြစ်တယ်သူတို့ကိုအကုန်လုံးကခါရနေရမယ်ဆိုတဲ့ပုံစံမျိုးတွေလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပြန်ဆက်ရမယ်ဆိုရင်ဒါအုံမြင့်ကဒါနေလက်ပားရိုက်မယ်ဆိုတဲ့ဇာတ်ကြောင်းနာမည်ကြီးခဲ့တဲ့ဒါလူချမ်းဝင်ကြီးပေါ့နော်အဲအဲ့ဒါဖြစ်ခဲ့တယ်အားလို့ရှင်းတယ်နော်ရှင်းပါဘာနဲ့နေရမှာမှာစောက်ကူမဆိုင်ဘူးဒါလို့ဘာလဲကျွန်တော်ကဘာဒီဘောရောအုံမြင့်ဘောရောအုံမြင့်ဆိုလို့နေ ကလှည့်ပြီးပါရရဲတယ်ဟွာပြီးတော့မင်းကပြောလားနော်ချေတော့ကျွန်တော်ပြောတာနောက်14ခုနှစ်ဇန်နဝါရီလနှောင်းပိုင်းကသတင်းသားတိုင်းဒေသကြီးကော်တောင်းမြို့နယ်ဒါပလုံတုံတုံကျေးရွာပြည်သူလူထုနဲ့တွေ့ဆုံခြင်းစဉ်က၎င်းပြီးရင်ဒါမကွေးတိုင်းဒေသကြီးမကွေးမြို့နယ်တရကောက်ကျေးရွာကဒေသခံတွေနဲ့တွေ့ဆုံခြင်းတုန်းက၎င်းမွေးမြူရေးလုပ်ငန်းနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုဝန်ကြီးဖြစ်တဲ့အုံမြင့်ကပေါ့နော်သူ့အနေနဲ့ဘယ်နိုင်ငံရေးသမားကောင်မှဂရုမစိုက်ကြောင်းပြီးရင်ဒါဗိုလ်ချုပ်အုံမြင့်ဆိုပြီးတော့နေတကာလှည့်ပြီးတော့ပားရရဲတဲ့ကွဆိုပြီးတော့ဒါပြောခဲ့တဲ့အပြင် နိုင်ငံရေးအရာအစိုးရကိုစော်ကားလာရင်တွေ့မှာပဲဆိုပြီးတော့ပြောခဲ့တာတွေ့ရတယ်ပေါ့နော်သူတို့ရဲ့မောက်မာမှုတွေပေါ့နော်အဲသူတို့ကိုခစားနေရမယ်ဆိုတဲ့ဟာတွေသူတို့ကိုယူကျိုးနေရမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲဥစ္စာတွေကိုဒါတွေ့ခဲ့ရတယ်ပေါ့နော်ဒါကလည်းဒီဖြစ်စဉ်တွေကလည်းဒါလုံးဝအထင်ကြီးရှိခဲ့တဲ့ဖြစ်စဉ်တွေအဲဒါကတော့မှန်ပါပဲလက်ရှိမှာမင်းအောင်လည်းလုပ်တဲ့ရွေးကောက်ပွဲမှာအောင်မြင်ရပြီးတော့ထက်ကိုတက်ပြီးတော့ခွေးလိုထိုင်မဲ့ကောင်တွေကလည်းအခုဒီမျိုးဖြစ်ရမှာပြီးပါသေးကြပါလေဟုတ်လို့ဆိုတော့ပြည်သူတွေကိုအခုလုံနေတဲ့ကောင်တွေကနောက်တစ်ဆင့်လမ်းပြီးဒီနေရာရောက်လာတာဖြစ်ပါတယ်တော်နိုင်မှုတွေအားလုံးပဲဒါကြောင့် ေကောက်ဘွဲကိုအထူးပဲစံချင်ကြဖို့လိုပဲကြောင်းဒီတိုင်းပဲထပ်မံပြီးပေးနေပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေနဲ့တူတင်ပြပြီးတော့ channel ကို Jet Production channel လေးကို like and subscribe လို့ like and subscribe ပြီးပေးခွင့်နဲ့ကြည့်မြင်တက်လာမြတ်ဗီဒီယိုနဲ့တင်ရလို့ issue နာစင်ရဖြစ်ပါတယ်ဘယ်လိုမျိုးတွေအားလုံးပဲညာရှင်းနိုင်ကိုသတင်းစီစဉ်မှာညာနေဆုံးတွေ့ကြပါမယ်ဆုံးမရှိပြီးတဲ့တူကြီးစံကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ